လူတယောက်ဟာဘယ်လက်နဲ့ပဲအလုပ်တွေလုပ်တယ်ဆိုရင်ကေယာမက်နေ့မှာနာမယေအာမာကိုဘယ်ဘက်လက်မှာပေးခြင်းခံရမယ်ဆိုတာဟုတ်ပါသလားဆရာ بسم الله الرحمن الرحيم <coughs> الحمد لأهله والصلاة على أهلها أما بعد دوديو كا بيني بي بي بلنا بي لو لو مسوين تو بي بلما نعمي أعمال بيجين كايا مسرا ما هو နိုင်မယ်အာမာလ်ကိုညာမှာပေးမယ်နိုင်မယ်အာမာလ်ကိုဘယ်မှာပေးခြင်းခံရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျမ်းတော်မြတ်ကုရ်အာန်ရဲ့အာယတ်တော်ရီယာဘရူရီယာတူတော်ကောင်းဖြစ်လေဘရူရီရဲ့အမလ်ဒီယာများတယ်လေအမလ်ကောင်းတဲ့အမလ်ဒီယာများတယ်လေကောင်းတဲ့အမလ်ဒီကြောင့်အဲ့ဒီသူရဲ့ညာဘက်လက်မှာဟလာနာမယ်အာမာလ်ကိုချီးမြှောက်မှာဖြစ်တဲ့ဘရူရီယာတူယုံမှာဖြစ်လေမကောင်းမှုအကူတွေပဲလုပ်တယ်သူတို့ကြတော့ဘယ်ဘက်လက်မှာနာမယ်အာမာလ်ကိုပေးမှာဖြစ် ဒါပေမဲ့လည်းဒီမှာလူတယောက်က तू ကအကြောင်းမရှိပြီးတော့ဟာလာညာဘက်လက်ရှိလျက်နဲ့အဲ့ဒီတိုင်းပဲညာဘက်လက်မှာဘာမှအိုဇော်အကြောင်းပြချက်မရှိပြီးတော့တီတန်ဘယ်လက်နဲ့ပဲဟာလာစားတောက်ချင်းတခြားကောင်းမြတ်တဲ့အလုပ်တွေလုပ်ချင်းဒါကမတင်လျော်တဲ့ကိစ္စဖြစ်တယ်။တမန်တော်မြတ်ဆလလောဟူအလัยဟီဝဆလမ်အမိရှိတော်မူရတဲ့အတင်တို့တဲကနေတူတယောက်ကစားတောက်မယ်ဆိုရင်ညာနဲ့စားပါညာနဲ့တောက်ပါ ဘယ်လန့်နဲ့မစားမတောင်းတယ်လို့အမိတ်ရှိတာ။ဘာကြောင့်လဲဆိုတော့တဲ့ရှိုက်တန်ကဘယ်နဲ့စားတယ်ဘယ်နဲ့တောက်လိရှိတယ်ဆိုပြီးအမိတ်ရှိတာ။ဒီတော့ကြောင့်ညာလက်ကောင်းလျက်နဲ့ညာလက်မှာဘာမှချွင်ချက်မရှိဘူးဘာမှအကြောင်းပြချက်မရှိဘူးတော့ဘယ်လန့်နဲ့စားတောက်ခြင်းလို့ဘယ်လောက်အတုံးပြုခြင်းအတာမတင်လျော်မကောင်းတဲ့ကိစ္စဖြစ်အဲ့ဒီတိုင်းမှာတမန်တော်မြတ်ဆလလာဟူအလัยဟိဝဆလမ်ရဲ့ခင်မှာလူတယောက်ဟာသူကဘယ်နဲ့စားတောက်နေတာကိုတော့တွေ့တော့တမန်တော်သူ့ကိုတားတယ်ညာနဲ့စားလို့ပြောတယ် ဒါနဲ့ तू ကပြောတယ်ဟာလာကျွန်တော်ညာနဲ့မစားနိုင်ဘူးဒီလိုမျိုးပြောလိုက်တဲ့ပုံမှာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟိဝဆလမ် तू အမိတ်ရှိတယ်ရောမမင်းညာနဲ့စားနိုင်မှာမဟုတ်အဲ့ဒီ तू အလမိတ်ခံတဲ့အထိ तू ရဲ့ညာဘက်လက်ကဟာလာဇတ်တိမလို့မနိုင်ဘူးဆိုပြီးတော့ဟာဒီစ်တင်မှာလာရှိဒီလိုကြောင့်ဆွန်နတ်ကညာနဲ့စားခြင်းညာနဲ့တောက်ခြင်းဆွန်နတ်ဖြစ်နောက်တစ်ခါဘေးအရာတွေမှာရှရီယတ်တရားတော်ကနေတမန်တော်မြတ်ဆလ္လာလာဟူအလัยဟိဝဆလမ်ရဲ့ ဟာလာအမိတ်တော်တွေကနေဆွန်နတ်အဖြစ်အဒပ်အဖြစ်ညာလက်ကိုအတုံးပြုတ်ဖို့ဘေးနေရာတွေမှာအမိတ်ရှိတာလေအဲ့ဒီတိုင်းပဲဘေးနေရာတွေမှာကြာရင်ဘယ်လက်ကိုအတုံးပြုတ်ဖို့အမိတ်ရှိတာလေအဲ့ဒီပုံမှာကျင့်သုံးမှုတွေကလည်းမွတ်စလမန်တယောက်ဖြစ်ချင်းမွတ်စလမန်တယောက်တွေကိုဟာလာအရေးကြီးလိုအပ်တာဖြစ်ဒီတော့ကြောင့်ဒီမေးခွန်းမှာပါတဲ့အတိုင်းကတော့ဟာလာကျွန်တော်တို့ဘယ်လက်ကြီးနဲ့ပဲအလုံးလုံးလို့နာမိုင်အာမလ်ဘယ်နဲ့ရမယ်ဆိုတာကတော့မဟုတ်ဘူးဒါပေမဲ့လည်းလူတယောက်က ဘေးနေရာတွေမှာညာလက်နဲ့အသုံးပြုဖို့အတွက်ကိုဆွန်နတ်ဖြစ်တဲ့အဒပ်ဖြစ်တဲ့အဲ့ဒီနေရာတွေမှာညာနဲ့အသုံးပြုရမယ်ဘယ်လက်ကိုရှောင်ရှားရမှာဖြစ်